စက်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာမေလ၁၂ရက်မြန်မာစံတော်ချိန်မနက်6:12မိနစ်ဝန်းကျင်အချိန်က ပြင်းအား register scale 4.0အဆင့်ရှိငင်းကလေးလုတ်ခတ်သွားတယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။နေပြည်တော်အရှေ့မြောက်ဘက်36ကီလိုမီတာအကွာညောင်အနက်10ကီလိုမီတာကိုပဟုပ်ပြုပြီးအင်အားအသင့်တင့်ရှိတဲ့ငင်းကလေးတစ်ခုလုတ်ခတ်ခဲ့တယ်လို့သိရပါတယ်။စက်ကောင်စီလက်အောက်ခံ မိုးဇလဌာနကတော့ဒီမနေ့6နိုင်ကျော်ကလှုပ်ခတ်သွားတဲ့ငလေးဟာပြင်းဟာ350 Richter scale ရှိပြီးတက်ကုန်းမြို့အရှိတ်ဘက်16မိုင်အကွာမှာအနက်26ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်ခဲ့ရလို့သိရပါတယ် မြင်ငလင်တရားဇတ်တွေနဲ့ဗဟုဇတ်ရဲ့အနည်းအဝေးပေါ်မူတည်ပြီးငလင်အပမာဏနည်းငယ်ကွာခြားမှုရှိနေပါတယ်။နီဗီယိုအားပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်ငလင်ကြောင့်အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့တာဖြစ်ပြီးဒီနေ့ထပ်မံလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လူတွေနဲ့အဆောက်အအုံတွေထိခိုက်တဲ့တည်င်းတော်မချရသေးဘူးလို့ပြောလာပါတယ်။မေလ10ရက်နေ့ည9:00နာရီလောက်ကလည်းရှက်ပြင်းနဲ့ဝိုင်းပန်မြို့အနီးမြေရော့အနက်9ကီလိုမီတာကိုဗဟုပြုပြီး Richter scale 4.0အဆင့်ရှိမြင်ငလင်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ တပ်ပြင်မေရ၁၀ရက်မွန်းလယ်ပိုင်း၁၂နာရီ၄၃မိနစ်မှာဘကိုးတိုင်းဖြူးမြူရဲ့နောက်ပတ်၂၈မိုင်ခန့်အကွာကိုပဟိုပြုပြီးအင်အား Richardson's K 3.2ရှိတဲ့နေငလေးတစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်။ Matchla ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းစကိုင်းငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းငယ်တွေဆက်လှုပ်ခတ်နိုင်လို့ငလင်းဘေးဆောင်ရန်ရှောင်းရန်သတိပြုရမယ့်အချက်တွေနဲ့အညီနေထိုင်ကြဖို့ NUG အစိုးရကထပ်မံအသိပေးကြေညာထားပါတယ်။